လူအများစုကပျော်ရွှင်မှုဆိုတာကိုဒီနေရာကိုရောက်မှဒါကိုရမှပိုင်ဆိုင်ရလိမ့်မယ်လို့ထင်မိတတ်ကြတယ်။တကယ်တော့ပျော်ရွှင်မှုဆိုတာအဲ့ဒီကိုရောက်အောင်သွားနေတဲ့လမ်းတစ်လျှောက်မှာရှိနေတဲ့အရာတွေပါ။ဒါကြောင့်ပန်းနိုင်ကိုပဲဆွဲလန်းမနေပါနဲ့။လမ်းခရီးတစ်လျှောက်မှာရှိတဲ့အလှအပတရားတွေကိုလည်းတံပိုးထားခံစားတတ်ဖို့ကိုလည်းတတိယပါ။ ဘဝမှာငါဘာလို့ရှင်သန်နေတာလဲဆိုတဲ့မိကုံးကို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 အပေါ်မှာတစ်ခါလောက်မေးကြည့်ပါအဲ့ဒီအဖြေကို ရှာတွေ့ပြီဆိုရင်တော့ကိုယ့်ရဲ့ဘဝကကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့အတူ ရှင်သန်နေရခြင်းရဲ့အတိတ်ပဲကိုပါပိုနားလည်လာလိမ့်မယ်အသေးပဲရှိတယ်ဘဝတစ်ခုဆိုတာ ဘလောက်ခက်ခဲတဲ့အရာတွေကြားထဲမှာပဲဖြစ်ဖြစ် ဆက်လျှောက်သွားနိုင်တဲ့ခွန်အားကိုပေးစွမ်းနိုင်တယ်။တွေးနေတာတွေကို အခုချက်ချင်းစလုပ်ကြည့်ပါ။အဲ့ဒီစတင်ခြင်းကရှေ့ဆက်သွားနိုင်ဖို့အတွက်တွန်းအားတစ်ခုပဲ။အချိန်ကိုစောင့်နေတာတည်းလှုပ်လိုက်တဲ့လှုပ်ဆောင်ချက်ကသာဘဝကို ပြောင်းလဲပေးနိုင်မှာ။ လွတ်လပ်မှုဆိုတာတခြားသူတွေရဲ့ထင်မြင်ယူဆချက်တွေထက်ကိုလိုချင်တာကိုလုပ်နိုင်တဲ့ခံစားချက်ပဲဒါလုပ်လိုက်လို့လူတွေကငါ့ကိုဘလို့ထင်မလဲလို့စဉ်းစားမဲ့အစားဒါကငါ့ကိုပျော်ရွှင်စေမှာလားလို့မေးကြည့်ပါလွတ်လပ်မှုကဘဝရဲ့အတိတ်ပဲကိုပိုသိမြင်နိုင်ပြီးကိုယ်တိုင်အယောင်သွေးနဲ့ပုံမူတောက်ပလာစေလိမ့်မယ် ခက်ခဲပြဿနာတွေကိုရှောင်ပြီးစွန့်စားမှု မရှိဘဲအနာယူနေလိုက်ရုံနဲ့ဘဝကို အန္တရာယ်ကင်းသွားပြီလို့မထင်ပါနဲ့။တခုသိထားရမှာကဘာမှမလုပ်ဘဲနေခြင်းကဘဝအတွက်ပိုပြီးတော့အန္တရာယ်ကြီးမားတယ်ဆိုတာကိုပါ။တခါတလေကြီးမားတဲ့အောင်မြင်မှုတွေအပေါ်မှာ အာယုံစိုက်နေပြီးနေစဉ်ဘဝတွေက တည်တည်ဖွယ်ဖွယ်ပျော်ရွှင်မှုတွေကို လက်လျူရှုမိတတ်တယ်။တကယ်တော့ဒီသေးဖွယ်တဲ့ပျော်ရွှင်မှုလေးတွေဟာဘဝကိုပုံမူလှပလာစေတဲ့အစိတ်အပိုင်းလေးတွေပါ။ဒါကတော့ကျွန်တော်လူငယ်ပြီကျွန်တော်မိတ်ဆွေတွေအတွက်ဘောအတွက်တံပိုးရှိတယ်ဆိုလို့မျှတာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင် အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုကြံလေးအောင်ပါ